သလစ်ခရိယန်ကျောင်းသားကျောင်းတွေနဲ့ဆရာဆရာမတွေစုစုပေါင်း300ကျော်လောက်အထမပြန်ပေးဆွဲခံခဲ့ရတဲ့ဖြစ်စဉ်ပြီးနိုင်ဂျီးရီးယားမှာလုံခြုံရေးအခြေအနေစိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေပါတယ်။အာဖရိကတိုက်ရဲ့လူဦးရေအများဆုံးနိုင်ငံမှာနိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာဆိုးရွားတဲ့ပြန်ပေးဆွဲမှုတွေဖြစ်ခဲ့တာပါ။ဒါဟာနိုင်ဂျီးရီးယားမှာကျောင်းတွေကိုပိတ်မှတ်ထားတဲ့ပြန်ပေးဆွဲမှုတွေအတွင်းအရေးအတွက်အများဆုံးဖမ်းဆီးခံရမှုတစ်ခုဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအနောက်ပိုင်းကနိုင်ဂျာပြည်နယ်ထဲမှာရှိတဲ့စိမေရီခရိယန်ကျောင်းကိုတနက်သမားတွေကဆင်းနေပြီးတင်ကြားရေးဝန်ထမ်းတွေနဲ့ကျောင်းသူကျောင်းသားတွေကိုဖမ်းဆီးသွားခဲ့တယ်လို့အိန်နီဂျင်ကပီပြည်နယ်ထဲမှာလည်းမင်္ဂလေး25ဦးပြန်ပေးဆွဲခံခဲ့ရပါတယ်။စာတင်ကျောင်းကိုဆင်းနေမှုမှာတော့အစောပိုင်းတုန်းက229ဦးဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့စရင်အစုံလင်ရရှိလာချိန်မှာတော့ကျောင်းသားကျောင်းသူ303ဦးနဲ့ ဆရာဆရာမ12ဦးပါသွားကြတယ်လို့အတည်ပြုနိုင်ခဲ့ကြောင်းပြည်တွင်းကခရီးရန်အဖွဲ့အစည်းတွေကပြောပါတယ်စိမရီကျောင်းမှာတက်ရောက်နေတဲ့ကလေး629ဦးတဲကအသက်၈နှစ်နဲ့အသက်၈နှစ်ကြားရုပ်ကြားလေးမင်္ဂလိပ်စုစုပေါင်း300ကျော်လောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတာဖြစ်ပါတယ်နိုင်ဂျီးရီးယားအစိုးရကတော့ပြန်ပေးဆွဲခံရသူဦးရေကိုတိတိကျကျအတည်မပြုနိုင်သေးပါဘူးနိုင်ဂျာပြည်နယ်အုပ်ချုပ်ရေးမှူးမိုဟာမက်အူမာဘာဂူကတော့ ျောက်ဆုံးသူဥယေကိုထောက်လန်းရေးနဲ့ရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းနေစေလို့ပြောပါတယ်။အဲ့ဒီနောက်အမျိုးသားပညာရေးဝန်ကြီးဌာနကနိုင်ငံအနှံ့မှာကျောင်းအိတ်ကျောင်းစာဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း58ကျောင်းကိုပိတ်ထားဖို့ညွှန်ကြားခဲ့ပါတယ်။တမရဘိုလာကီနိုဘူးကလည်းတောင်အာဖရိကမှာ G20 ညီလာခံတက်ရောက်မဲ့ကိစ္စအပေါ်ဝင်နိုင်ငံတကာထိတွေ့ဆက်ဆက်မှုတွေအားလုံးကိုလလောဆယ်ပယ်ဖျက်ခဲ့ပြီးကလေးတွေပြန်ပေးဆွဲခံကြရတဲ့ကိစ္စကိုအာယုံစိုက်ကန်တွင်နေရလို့ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကနိုင်ဂျီးရီးယားအစိုးရအနေနဲ့ခရီးရန်တွေအပေါ်ပြစ်မှတ်ထားအကြမ်းဖက်နေတာတွေကိုတားဆီးဖို့ပြက်ပြက်သားသားကင်တွဲတင်ကြောင်းတောင်းဆိုထားပါတယ်။ဘော်နိုပြည်နယ်အထက်ကချစ်ဘော့ကမြို့မှာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်တုန်းကမင်္ဂလေး300နီးပါးကိုဘိုဂိုဟာရန်စစ်သွေးကြွတွေကပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တဲ့အရေးမဲကြီးဟာအခုထိနိုင်ဂျီးရီးယားကို၆လက်နေစေပါအတိတဲကမင်္ဂလေးအများစုကတော့အခုထိပျောက်ဆုံးနေစေဖြစ်ပါတယ် လလော့စဲပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်လို့တော့ဘယ်အဖွဲ့အစည်းကမှသူတို့လက်ချက်ဖြစ်ကြောင်းအတည်ပြုကြေညာတာမရှိသေးပါဘူး။အရင်ကနိုင်ဂျီးရီးယားရဲ့လုံခြုံရေးအားနည်းရော်ပါရကျေးလက်ဒေသတွေကအကြောင်းတွေကိုလက်နက်ကိုင်လူရန်ကားတွေကပြမှတ်ထားတိုက်ခိုက်ပြီးကလေးတွေကိုဖမ်းဆီးတာ ပြန်ပေးငွေတောင်းခံတာတွေရှိခဲ့ဘူးပါလေ။များသောအားဖြင့်အဲ့ဒီလူရန်ကားဂိုင်းတွေဟာငွေရလိုမှုတစ်ခုတည်းအတွက်ပြမှုကျူးလွန်တာဖြစ်ပြီးအစွန်းရောက်အယူဝါဒတွေနဲ့ဆက်ဆက်မှုမရှိပါဘူး။ ဒါပေမဲ့နိုင်ငံအရှိမြောက်ပိုင်းကဘိုဂိုဟာရန်လိုစစ်သွေးကြွတွေနဲ့ဆက်နွယ်မှုတွေမြင့်တက်လာနေတာကိုတော့လုံခြုံရေးအရာရှိတွေနဲ့အာဏာပိုင်တွေကအစိုးရနေကြပါရဲ့ရှင်။